အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တော့လူနာတွေအဖြစ်များတဲ့နှလုံးသွေးကြောချင်းယောဂအကြောင်းပြောပြပါမယ်နှလုံးသွေးကြောချင်းယောဂဆိုတာကြောက်ဖို့ကောင်းပါတယ်သွေးကြောချင်းတာနေနှလုံးသွေးကြောပိတ်မယ်ပိတ်တာနေပြီးတော့နှလုံးကြွက်သားတွေပုတ်ပြီးတော့သိဆုံးနိုင်တယ်အဲဒါကြောင့်နှလုံးသွေးကြောချင်းယောဂဆိုတာသွေးကြောရအလိုလိုကျင်းသွားတာမဟုတ်ဘူးဒီပုံမှန်ပြထားတဲ့အတိုင်းပဲသွေးကြောတွေနံရံနေတဲမှာအစီလေးတွေဟာ တတိပီချင်းနည်းနည်းချင်းစုလာတယ်စုလာရင်များလာတဲ့အခါမှာသူ့ယောဂီဟာကျင့်သွားတာပါတွေးစီစဉ်မှုနေရာကျင့်သွားတယ်အဲ့တော့နှလုံးသွေးရောကျင့်တယ်လို့ခေါ်တယ်အဲ့တော့နှလုံးသွေးရောကျင့်ရောကောင်စောစီသိဖို့ဆိုရင်သူလက္ခဏာတွေပြနော်ဒီနာရီယာစင်ရချက်စပိန်လို့ခေါ်တဲ့နော်ဒီရင်မတက်တဲ့အနေပြီးတော့အောင်းစူပြီးအောင်းမယ်ဖိထားလို့မျိုးတခုနဲ့ဖိထားလို့မျိုးကြီးအောင်း ပြီးနှလုံးဘယ်ဘက်ချမ်းအောင်မယ်။နောက် refer pain လို့ခေါ်တဲ့နော်ဒီဘယ်ဘက်မေးရိုးအောက်တွေမှာလည်းနာမကျင်မအောင်မယ်။ပြီးရင်ဒီပခုံးလည်းနာမယ်။နောက်ဒီလက်မောင်းလက်မောင်းလည်းအတွင်းတောက်လျှောက်မှနာမယ်။နာကျင်နေမယ်နော်။ပြီးရင်ဒီမှာမောလာမယ်နော်။လှုပ်လှုပ်ရှားလို့ရင်ပုံမောမယ်။လှုပ်ရှားလို့ရင်မောလာမယ်။ငြိမ်လိုက်ရင်နည်းနည်းအမောတသာပါမယ်နော်။ ရင်အသက်ရှူကကြက်လာမယ်နော်သူအသက်ကြီးတဲ့လူနာတွေမှာဆိုလို့ရှိရင်ရှင်ဘက်အောင့်တဲ့လက္ခဏာမပြပဲနဲ့ရှင်ကောင်းတက်တဲ့ရနေပြီးတော့အောင့်တဲ့လက္ခဏာတွေပြတတ်ကြတယ်နော်အပီကက်စ်ဖြစ်ပိန်ပေါ့အဆိုင်ရောအဆိုင်ရောင်ရောင်ကလည်းမှားတတ်ကြတယ်ဒီလူနာအသက်ကြီးတယ်မောလည်းမောနေတယ်ဒါပေမဲ့ရှင်ဘက်ကမအောင်မဲနဲ့ရှင်ကောင်းတက်တဲ့နော်အဆိုင်အောင့်တဲ့နေရာကနေပြီးတော့အပီကက်စ်ဖြစ်ပိန်ဆိုပြီးရှင်ကောင်းတက်တဲ့ရအောင့်နေတယ်ဆိုတော့ကျွန်တော်နှုံးရောင်ရောင်ကစဉ်းစား နော်အတန်ကြီးရတဲ့နိုင်ငံမှာဒီအဆိုင်ရောကလည်းမရှိဘူးဒီအဆိုင်နေရာရင်ကောင်းတက်တက်ရအောင်လဲဆိုရင်ကျွန်တော်နှလုံးသွင်းရောရောကိုထက်စင်းတာတချို့မှာအဲ့လက္ခဏာတွေပြအဲ့တော့ခုနပြောတဲ့လက္ခဏာတွေဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကနှလုံးသွင်းကြောခြင်းရောကလက္ခဏာတွေဖြစ်တယ်အဲ့တော့အဲ့လိုဖြစ်ပြီဆိုရင်လူနာတွေကနှိစက်အစေခံကိုတွားမဆောင်းနဲ့ပြမယ်အဲ့ကြမှာဆောင်းရလိုအပ်တဲ့စံတက်မှုတွေလုပ်မယ်ကုသပေးမှာဖြစ်တယ် အဲ့တော့နှုံးသွင်းယောဂအကြောင်းကိုကောင်းတယ်နော်အဲ့တော့နှုံးသွင်းယောဂကိုဘယ်လိုကုသမှာလဲနော်ဘယ်လိုတွေကာဝင်ရမှာလဲဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာဆက်ပြီးပြောပြပါမယ်အားလုံးပဲကျမ်းမှတ်ချက်လိုက်ကြပါသေးခင်ဗျာ